အားလုံးပဲမင်္ဂလာပါ CT Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံး left back ဘယ်နောက်ကလူရောက်20အကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဒါကတော့ပထမပိုင်းဖြစ်တဲ့အတွက်ပထမဆုံး20ကနေ17အထိ10ရောက်အရင်တင်ဆက်ပေးသွားပါမယ်ဆိုတော့ကျွန်တော်တို့ intro လေးနဲ့အရင်စလိုက်အောင်အစကရင် CIB ကို YouTube မှာ subscribe မလုပ်ထားတဲ့အရင်လေလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ဘောလုံးလောကရဲ့တင်ကြရအပြောင်းလဲတွေထဲမှာ left back တွေရဲ့ခန်းကဏ္ဍကလည်းကြီးမားတဲ့အစိပ်ပိုင်းတွေမှာပါဝင်ပါတယ်ဒီစီးရင်းထဲမှာ AC Milan ကဏ္ဍဝင်ပါလုံးမှာဒီနီရဲ့အောင်မြင်မှုမှတ်တိုင်တွေစွမ်းဆောင်ရည်တွေနဲ့အဆင့်ရည်တည်မှုတွေကိုလည်းထည့်သွင်းတွက်ချက်ထားပါတယ် modern ခေတ်ကဆိုရှလီကို Roberto Carlos Marcelo တို့လိုဒိတ်တိတ်ကျယ် champion ကြီးတွေကိုလည်းအခုဗီဒီယိုထဲမှာနားဆင်ရမှာပါ ဘောလုံးရဲ့နီးပြွာပိုင်းအရွေ့မှာဘူဘက်စ်တွေကိုရိုက်ခတ်မှုကတခြားပိုစီရင်တွေအတွက်ကိုပိုပါတယ်အရင်တော့ကတော့သူ့ပေးထားတဲ့နာမည်အတိုင်းဘယ်ညာခန်းစစ်ကစားသမားတွေလှုပ်ဆောင်ရတာတွေကရိုးရှင်းသလားအခုခေတ်မှာတော့ဒီပိုစီရှင်ကခွစ်ရှိအများကြီးကိုပြေးနေပါတယ်ဒီနေ့ခေတ်မှာတော့ left back တွေကဘယ်မှာသာမကနောက်တန်းမှာပါအများဆုံးအပြအထိုင်ချပြီးမကစားတော့ပါဘူး inverted fullback ဆိုတဲ့ role နဲ့ fullback တွေရဲ့လှုပ်ဆောင်မှုတွေကဘယ်တော့ကနေမှမတူတော့ဘူးလို့ပြောရပါမယ် ဒီဘက်နှစ်တွေမှာ CP တွေကအစွန်တွေကိုချဲထွက်တာတောင်ပံတိုက်စစ်တွေကခန်းစစ်ကိုချင်းကူတာဒီလိုဖြည့်ကစားရမျိုးတွေကသဘာဝဖြစ်လာပါတယ်။အဘာမှအကောင်းတကအကောင်းဆုံးကစားသမားတွေတဲ့ left back အများစုပါဝင်နေတာလည်းတွေ့ရပါတယ်။ World Cup Champions Champions League Super League များပိုင်ရှင်ကလည်းတမိုင်းတစ်လျှောက်အကောင်းဆုံး left back အဖြစ်မှတ်တမ်းဝင်သွားပါတယ်။သူကဘယ်သူလဲဆိုတော့နားစင်နေတဲ့ကိုယ့်လူလိုခံမှန်းကြည့်ရမှာပါ။ဒီဘက်2025မှာကြည့်လိုက်ရင်လည်း PSG ရဲ့ left back Nuno Mendes ဆိုရင် PSG ရဲ့အသင်းနဲ့ UC ရဲ့ခရီးလမ်းမှာထူးခြေစွမ်းပြသနိုင်ခဲ့တယ်လို့ပိုတူဂီအသင်း UEFA Nations League ပိုလူပွဲမှာဂူးသွင်းယူပြီးအသင်းကိုစုဖလားခိုင်မြောက်နိုင်အောင်ဆွမ်းဆောင်ပေးထားပါတယ်။ဒီကစားသမားကတော့ဟုံဒိုးတက်လာပြီးတော့2025ဘလွန်ဒီယောစီးရင်းရဲ့အဆင့်30နေရာမှာပါရပ်တည်နိုင်ခဲ့ရပါ။နူနိုမန်ဒက်စ်ကိုရောဒီအကောင်းဆုံး left back ရဲ့ရောက်20စီးရင်းမှာဘယ်နေရာမှာထားမလဲ။အဲ့ဒီကကျွန်တော်စိတ်ဝင်စားစောင့်ကြည့်သွားပါမယ်။အခုဒီ ranking ကိုကြည့်ရတဲ့အခါမှာကစားသမားတွေကိုထည့်သွင်းတွေ့ချက်တာကသူတို့ရဲ့ အဲရထားတဲ့စုပလားတွေ individual စုတစိမ့်တွေညီ longevity အချိန်ကြာကြာကစားနိုင်မှုတွေ clean sheet နဲ့ကိုးဖန်တီးပေးမှုတွေကိုပါထည့်သွင်းတွက်ချက်ထားပါတယ်ဆိုတော့ဆက်လိုက်ရအောင်နံပါတ်20နေရာမှာရှိနေတာက Kenny Sansan Crystal Bailey Arsenal Newcastle United QPR Coventry City Everton Brentford Watford တို့မှာကစားခဲ့တဲ့အဲကနဝင်းကစားသမားကြီးပါအင်္ဂလန်အသင်းဒွတ်ကပတိန်ဖြစ်ဒုတိယအများဆုံးပွဲထွက်ကစားပေးတာလေကန်နီဆန်ဆန်တယောက် အမကန်ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့တာပါ။အာဆီယံမှာကစားခဲ့တဲ့ကာလတွေကတော့ဒီပဲဆော့ခန်စစ်ကစားသမားအတွက်အအောင်မြင်ဆုံးကာလတွေပါပဲ။ရန်နာတို့အတွက်ဘွဲပေါင်း350ကျော်ကစားပေးခဲ့ပြီးဖုတ်ဘောလိကတ်ကို1986 1989ဘောလုံးရာသီမှာစုဖူးနိုင်ခဲ့ပါတယ်။ဆန်ဆန်နဲ့ပတ်သက်လို့ထင်ကြရဖြစ်ရတာကစားသမားရဲ့ခြေစွမ်းတည်ငြိမ်မှုပါ။ PFA First Division Team of the Year အဖြစ်ရှစ်ကြိမ်အထိရွေးချယ်ခံခဲ့ရပါတယ်။1989ကနေတောက်လျှောက်ရွေးချယ်ခံခဲ့ရတယ်လို့လည်းသိရပါတယ်။ နံပါတ်16နေရာမှာရှိနေတာက Andy Hackwood Catherine Town နဲ့ Arsenal တို့အတွက်ကစားပေးခဲ့တဲ့ကဏ္ဍဝင်နောက်ခံလူကြီးပါဒီစီးရင်မှာပါဝင်လာတဲ့နောက်ထပ် Arsenal ကဏ္ဍဝင်တယောက်လည်းဖြစ်ပါတယ်1929ကနေ1944အထိ16နှစ်ကြာတိုင်အပြင်မှာခြေစွမ်းပြခဲ့တာလည်းအထင်ကြီးကြပါကန္နာဒီပြကြီး Harvard Chapman ကဒီကစားသမားကို ပေါင်950တွေခေါ်ယူခဲ့ပြီးရုပ်ပိုင်းဆိုင်ရာအားနည်းတဲ့ကစားသမားအဖြစ်ကနေအသင်းမှာကြံ့ခိုင်မှုအားအကောင်းဆုံးကစားသမားတွေထဲကတယောက်ဖြစ်လာတဲ့အထိပါပဲအသင်းရဲ့အတူအမပေးဗလာ9ကြိမ် Africa နှစ်ကြိမ်ရတဲ့ဒီအောင်မြင်ခဲ့ပါတယ်နံပါတ်16နေရာမှာရှိနေတာက Jordi Alba ကိုနဲလာဗလန်စီယာဘာစီလိုနာနဲ့အင်တာမိုင်ယာမီတို့မှာကစားခဲ့ပါတယ်အခုအင်တာမိုင်ယာမီကစားသေးပါပဲ ဒါကြဲလို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်အခုနားဝပြီလားဆိုကျွန်တော်တပယ်ချက်ပြီးတော့ပြန်ပြီးတော့ရေးတူလုံးချီကြပါဘာစီလိုနာစပိန်အသင်းတွေရဲ့အောင်မြင်တော့အခြေအနေမှာပင်တိုင်းလက်ဖက်အနေနဲ့ကစားခဲ့တဲ့ဂျော်ဒီအေဘိုင်ချီဆွမ်းကိုမန်းဆချီလို့ရပါတယ်ဒါအပြင်ဇာဘီအန်ဒရီအနီယေစတာလီယိုနဲ့မက်ဆီတို့နဲ့လည်းအတွဲညီခြေစွမ်းပြသနိုင်ခဲ့ပြီးတီကီတာကန်ညေဂိုရီလို့ဆိုရပါမယ်ဒီကစားသမားရဲ့ PR overlapping အတက်အစင်းတွေကပြိုင်ဘက်တွေအတွက်အိမ်မက်ဆိုးဖြစ်ခဲ့တာပါ ဆူပလာတွေရရှိရမှာတော့ဂျော်ဒီယေဘာရဲ့ပေါင်မှုတွေကကြီးမားခဲ့ပါတယ်ချန်ပီယံလိယူရိုပီယံချန်ပီယံရှစ်တို့လိုအဓိကဆူပလာတွေလည်းဆူကူးနိုင်ခဲ့သူပါနံပါတ်၁ခုမှာရှိနေတာကဒေးဗစ်အလာဘာဖြစ်ပါတယ်ဘိုင်ယန်မြူနစ်ရီယယ်မက်ဒရစ်တို့မှာကစားစေကစားနေတဲ့သူပါဘတ်စတိုင်းဖြစ်ဆုံးဘက်ဆုံးကျွမ်းကျင်တဲ့ကစားသမားတွေလည်းကတယောက်ဖြစ်ဒေးဗစ်အလာဘာကိုမြင်ကြည့်နိုင်ပါတယ်အကောင်းဆုံး left back တွေလည်းကတယောက်ဖြစ်လေကလပ်အသင်းမှာဒါမှမဟုတ် အာနိုင်ငံအသင်းမှာပါအမှတ်တိုင်ကြီး site ထူနိုင်ခဲ့တာပါ။ Austria အသင်းမှာတော့ number 10တို့ central midfielder တွေအထိဝင်ရောက်ကစားပေးခဲ့ပါတယ်။ Bayern Munich မှာရှိစဉ်ကတည်းကကစားသမားကထိတ်တန်းအဆင့်ကိုတက်လန်းနိုင်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ Europa Blue ရဲ့ PSG match စီကိုပြောင်းရွှေ့သွားပါတယ်။ number 16မှာရှိနေတာက Vincentilizer Rezu ဖြစ်ပါတယ်။ Bordeaux Athletic Keeper ကို Bayern Munich နဲ့မာဆေးတို့မှာကစားခဲ့ပါတယ်။ဒီစီးရင်းထဲမှာတက်မှန်ပါဝင်လာတဲ့ ဘိုင်ယန်လက်ဂျန်နောက်တစ်ယောက်ပါ။ယင်းဒီကလပ်ဘောတို့မှအောင်မြင်မှုတရက်ဖို့တောင်းခဲ့ပြီးနောက်စပိန်သင်းဘီဘာအိုမှာတစ်နှစ်ကစားလိုက်ပါလေ။နောက်တော့ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့သွားပြီးနောက်ဇာလမဘောကအကောင်းဆုံးခိုက်တက်တွေကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ဘွန်ဒက်လီဂါထိုက်တဲ့6ချိန်၊ DFB ဖိုကက်စ်ကလား9ချိန်နဲ့ဂျာမနီမှာနာမည်တစ်လုံးထိုက်ထူနိုင်ခဲ့ပါလေ။ဒါအပြင်ချိုပေါ်တကာလောင်းလိုက်တာက1998ပြင်သစ်နဲ့ကမ္ဘာ့ဖလားနောက်2009နှစ်မှာ European Championship တို့ကိုဆွေးကူးနိုင်ခဲ့တာတွေပဲဖြစ်ပါတယ်။နံပါတ်15မှာရှိနေတာက Andrew Robertson ပါ Queens Park တို့ Dundee United Hook City တို့မှာကစားပြီးတော့ Liverpool ကိုရောက်ပြီးတော့ခုလက်ရှိဒီကစားနေတဲ့အဲဘယ်နောက်ခံကစားသမားပါ Hook City ကနေပေါင်၈တန်းနဲ့ Liverpool ကိုကြောင်းလာပြီးတကယ်ကြီးကစားသမားရဲ့ဘဝကတဆူချိုးပြောင်းလဲသွားပါတယ် Dragon Glory လက်အောက်ခုနှစ်နှစ်တာမှာ Robertson ထက်ပိုမိုပွဲထွက်ခွင့်ရတာ၅ယောက်ပဲရှိပါတယ်ကစားသမားရဲ့ခြေစွမ်းတည်ငြိမ်မှုတွေနဲ့အသင်းကို Champion League Club World Cup Premier League အမှတ်ပေးပွဲတွေကိုရရှိရမှာကိုကြီးပေးနိုင်ခဲ့ပါတယ် အမေတိုက်စစ်နှစ်ရလုံးထိတ်ချရတဲ့စကော့တလန်နောက်ခံလူကြောင့်မော်ဒန်ဆွန်လူတွေရဲ့ဆန်ထားရတဲ့ကစားသမားအဖြစ်ယက်တည်နေတာပါပရီးမီးယားလိ302ပွဲကစားထားပြီး59ဂိုးဖန်ပြီးပြတာကကလင်းရှေ83ဂျင်ရထားပါတယ်နံပါတ်14နေရာမှာရှိနေတာကဆေဗီယိုမာဇိုလီနီပါပါရိုကာရလီနဲ့ဘူကာဂျူနီယာဆိုမှာကစားခဲ့တဲ့အာဂျင်တိုင်းသားဖြစ်ပါတယ်ငကိုရှည်ရင်းဆွဲအလုပ်ကနေဒီကစားသမားကထွက်စာတင်လိုက်တော့အလုပ်ရှင်ကဒီအတွက်ဆေဗီယို မာဇိုလီနီနောင်တရလိုက်မယ်လို့တစ်ချိန်ကပြောဆိုခဲ့မှုပါတယ်။ So Paint Auto Mobile Company ပေါ့ခဏတီတော့ရှိနေပါသေးတယ်ဒီ company မှာ design ဆွဲသူအဖြစ်လုပ်ကင်ခဲ့သူပါ။ဒါသမားကသူရဲ့ပင်ကိုရေသွေးကိုပို့ဖို့ယုံကြည်ခဲ့ပြီး1980မှာတော့ Pero Curry ရဲ့အသင်းရဲ့ပထမပွဲဦးထွက်ကစားသမားပထမပွဲထွက်ကစားသမားဖြစ်လာခဲ့ပါတယ်။လူကလည်းခံကြောဖြစ်နေတာဆိုတော့ပရိသတ်တွေကတော့ဝိုင်းဝိုင်းနေပါပဲ။ပေရူမှာခြေစွမ်းပြသပြီးနောက်ဒီအာဂျင်တိုင်းသားကဘိုကာဂျူနီယာအသင်းကိုရောက်သွားပါတယ် ဒီနေ့မှအထူးခြေစွမ်းပြကစားခဲ့ပြီးအတင်းနဲ့တူအပတ်ပေးပလား၅ချိန်တိစုခုခဲ့တာပါ။နောက်တော့ရတဲ့မရှိတဲ့ကစားသမားဘဝလိုပဲဆွေရပါမယ်။ကစားသမားဘဝပွဲ440ကစား16သွင်းမိကြစုပလား၅လုံးအထိရရှိခဲ့ပါတယ်။နံပါတ်73နေရာမှာတော့ Patrick Evra ရှိနေပါတယ်။ Marsala Monza Nice Monaco Manchester United Juventus Marseille West Ham တို့တောက်လျှောက်ကစားသွားတဲ့သူပါ။ မန်ချက်စတာစီးတီးနဲ့ရင်ဆိုင်ရတယ်ပထမဦးဆုံးပွဲဦးထွက်မှာပဲမိနစ်40အတွင်းအီဗရာဘက်ချန်းကလည်းနှစ်ဂိုးပေးလိုက်ရပါတယ်ပထမပိုင်းအပြီးဝေလဲကန်ထဲမှာတော့ထိုင်းလက်ဖာဂူဆန်ကဒီကစားသမားကိုတူထဲစတင်ဩဝါဒချွေပါတော့တယ်ဒီလောက်ဆိုမင်းအတွက်လုံလောက်ပြီဘာကြီးကူကစပြီးအင်္ဂလိပ်ဘောလုံးပါလဲဆိုတာကိုမင်းထိုင်မိတာကြည့်ပြီးတော့ဆိုပြီးတော့မိဗျာကြီးကအဲသူ့ဩဝါဒချွေခဲ့ကြအောင်ပြန်ပြောင်းပြောခဲ့ဘူးပါတယ်ဘူနာကိုမှဆောပိုင်း3နှစ်ခွဲကစား 2004 UCL final မှာခြေစွမ်းပြပြီးမှ United ကိုပြောင်းရွှေ့လာခဲ့သူပါနောက်ပိုင်းမှာတော့ UCL final ကို United နဲ့အတူ3ချိန်တက်ရောက်နိုင်ခဲ့ပြီးပြီးပြည့်စုံတဲ့ full best တွေကတရောက်ဖြစ်လာခဲ့ပါတယ်အသေးအတွင်း198ပွဲကစား21ဂိုးသွင်း clean sheet 68ချိန်ရရှိခဲ့ပါတယ်နံပါတ်7နေရာမှာတော့ Dennis Arwin ရှိနေပါတယ် Leeds United, Fulham Athletic, Manchester United နဲ့ Wolves အသင်းတွေမှာကစားခဲ့သူပါ အက်ဒီရော့ဘတ်ဆန်နဲ့ဗက်တန်ပုံချင်းအစီအစဉ်ကစားသမားပါကစားသမားဘဝကိုတစ်ဆင့်ချင်းတက်လန်းလာခဲ့ပြီးနောက်သုံးပါတော့အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းတွေကတစ်သင်းရဲ့တောက်တိုင်ကစားသမားဖြစ်လာခဲ့ပါတယ်ဒင်းနစ်အာဝင်းကတော့ဆိုင်းလက်ဖွာကူဆိုင်ရဲ့မန်ချက်စတာယူနိုက်တက်လက်အောက်မှာဆင်းနှစ်ကြာဖြတ်တန်းခဲ့ပြီးပါဒီ Iris ကစားသမားကြီးရဲ့ဘဝဖမ်းထားပါတယ်ကလပ်အသင်းတွေနဲ့ပွဲပေါင်း662ပွဲကစားခဲ့ပြီးစုပလတ်19လုံးထိရရှိခဲ့ရပါအောင်မြင်မှုပါလေအသင်းပေါ် Ryan Gingy နဲ့ဆင်တူပါတယ် 1998 99ဒီပိုင်းဝင်ဆူကလာ၃လောက်အမြင်မှုမှာလည်းအသင်းပေါ်တွေထိခဲ့ကြပါတယ်သူရဲ့ generation မှာတော့ဒီကစားသမားကထိဆုံးတန်းမှာရှိခဲ့ရပါဘဲချင်းညာချင်းနှစ်ပတ်လုံးအသုံးပြုနိုင်ပြီ8 out of 10 Dennis လို့နာမည်ပြောင်းမှဲ့ခေါ်ခဲ့ကြပါတယ်တဘောကသူ့ရဲ့ခြေစွမ်းတည်ခြင်းကိုချီးကျူးကြတာပါ EFB ထင်းပေါက်တဲ့ရည်ရမှာလည်း၄ချိန်ကြီးပါဝင်နေပြီ English Football Hall of the Fame မှာလည်းရွေးချယ်ခံခဲ့ရပါတယ် Premier League record အနေနဲ့တီးတန့်ဆို328ပွဲကစား25ဂိုးဖန်တီးခဲ့ပြီးခဲ့ပြီးတော့ 1993,94,96,99,2000,2001တို့မှာအမှတ်ပေးပလာ9ကြိမ်ထိရရှိခဲ့ပါတယ်။နံပါတ်7နေရာမှာရှိနေတာကတော့ Kahin Schlinga ဖြစ်ပါတယ်။ FC Cologne, Mantova, Roma, AC Milan, Brusa, Berlin တို့မှာကစားခဲ့သူပါ။အဲဒီမူရီနဲ့ကိုအတွင်းကောင်းတဲ့ကွင်းလေကစားသမားတွေဒါလွှမ်းမိုးထားတဲ့ဘလွန်ဒီယောဆူစီရင်မှာ1960နှစ်မှာအဆင့်3ထိချိတ်ခဲ့ဘူးလားက ကဟိုင်းရှလင်ကဘလောက်ကောင်းလဲဆိုတော့ကိုညွှန်းဆိုနေရပါပဲဘွန်ဒလီဂါခေတ်မတိုင်ရင် FC ခုံး FC FC ခုံးနေပါတော့အတူဂျာမန်ချန်ပီယံဖြစ်ခဲ့တဲ့ဒီကစားသမားကိုယောဘတလွားကတင်းနေကလို့ရှိခဲ့ကြပါတယ်အဲ့ဒီခေတ်ခါကဒနေရဲသားဂျာမန်တွေလိုခီရေးစီးကြောင်းကိုလိုက်ပြီးတော့အီတလီလိကိုပြောင်းရွှေ့သွားတာပါဒီလိုပြောင်းလဲမှာနောက်ဂျာမနီအသင်းကသူ့ကိုလည်းရွေးစင်အသင်းမှာတော့ချန်လက်ခဲ့ပါသေးတယ်နောက်ပိုင်းမှာတော့ well rounded ဖြစ်လို့ ਨੇ ဒီခံစစ်မှုရဲ့ရေးသေးကိုမလွန်ဆန်နိုင်ပဲအဲဒီမှာပြန်လဲရွေးချယ်ခဲ့ပြီးတော့1966 World Cup ကို နောက်ဂျာမနီနဲ့အတူတက်ရောက်နိုင်ခဲ့ပါတယ်။တော့ AC မီလန်နဲ့အတူ European Cup ပုံဆွဲပြီးနောက်တစ်နှစ်1980ကမ္ဘာ့ဖလားဆင်မီဖိုင်နယ်သမိုင်းဝင်ပွဲစဉ်မှာနောက်ဂျာမနီအတွက်နောက်ကျသရေဖြစ်မဲ့ဂိုးကိုသွင်းယူပေးနိုင်ခဲ့သူပါ။ဒီပြိုင်ပွဲမှာနောက်ဂျာမနီပုံဆွဲခဲ့ပြီးဘောလုံးပွဲကို Match of the Century လို့သမိုင်းမှာတင်စားကြပါတယ်။ရှယ်လင်ဂါရဲ့ကစားသမားဘောကပွဲပေါင်း434ပွဲကစားခဲ့ပြီး14ဂိုးသွင်းယူခဲ့ပါတယ်။ထင်ရှားတဲ့ဆုပလားတွေကတော့အများကြီးပါပဲ။ဂျာမန်ချန်ပီယံရှစ်1962 CV 1900 68ကိုပါအီတလီယာကို964 6093လို့မှရယူနိုင်နေပြီးတော့ယောဘကပ်ကို1969ယူပီယံကပ်ဝင်နာစကပ်ကို1968 1993အင်တာကွန်တီနန်တယ်ကပ်ကို1969လို့မှစုပ်ကူးနိုင်ခဲ့ပါတယ်ဒါကတော့နံပါတ်17နေရာမှာရှိနေတဲ့ဂျာမန်ကစားသမားကဟိုင်းရှလင်ကအကြောင်းကိုတင်ဆက်ပေးရဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ထိတ်ဆုံး10ယောက်ရှိပါသေးတယ်ဒီ10ယောက်စီးရင်ကိုတော့ကျွန်တော်နောက်တစ်ဒုတိယပိုင်းပေါ့နော် ဒုတိယပိုင်းမှာထပ်မံတင်ဆက်ပြီးတော့မှလို့ဆက်လက်စောင့်ကြည့်ကြပါဦး။မေကစားသမားတွေဒီစီးရင်မှာပါတင်တယ်။ဒါမှမဟုတ်နောက်စီးရင်မှာပါတင်တယ်ဆိုတာကိုလည်းကွန်မန့်မှာမှတ်ချက်ပေးသွားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။